တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေအတွက်စီစဉ်လို့ကောင်းတယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စဖို့တွေဂျုံမယ်ရှင်ပြိုင်မှုတွေမအောင်မြင်မယ်နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှု လုပ်ငန်းကံတက်လန်းအောင်မြင်မှုလမ်းကြောင်းတွေကိုကြုံတွေ့ရလိမ့်မယ်။ဗီဒီမီးကျင်တဲ့အကြောင်းတွေပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါမယ်။တရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်လွားအောင်မြင်နိုင်တယ်။ နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။သုံးရက်နေ့မှာရန်ပတိဘက်ကနေအလုံးကိုကြော်ပြီးဘဝတွတ်တဲ့မှုကိုရနိုင်တယ်။လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တဲ့ခြင်းရှိမယ်။ငါးရက်နေ့မှာစိတ်နှောင့်ရှက်တည်ကြလေးကတွတ်တဲ့မယ်ငွေစုလိုက်ဝင်နေမယ်။၆ရက်နေ့မှာရန်အလုံးကိုကြော်ပြီးလိုရာပြည့်စုံခြင်းနဲ့တွတ်တဲ့ခြင်းကိုကြော်မယ်။ခုနှစ်ရက်နေ့မှာ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်ကသောရနေ့ကဒနာသိတိနကဆန်းရှင်တဲ့နေ့အဲ့ဒီမှာပတ်စံအချွေကိုမွှေးနတ်သာပဲ့ပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တင်းလာနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီမှာဖရာနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကိုဆောင်ရွက်နိုင်တဲ့အနေအထားရှိတယ်။ဒီတကဒီကာလအတော်တွင်းမှာ တနင်္လာနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ရှယ်ဖြစ်တတ်တယ်။နှစ်လေးကိုကနံကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စဆောင်ရွက်ပါ။အိမ်မှာရှိနေတဲ့သွားတိုက်ဆေးဘူးအဟောင်းတွေသဘွတ်တံအဟောင်းတွေကိုစွန့်ပစ်ပြီးအစ်စ်အစားတို့သုံးဆွဲလိုက်ပါ။ထူးခြားသောကံများပွင့်လာပါမယ်။ကျေးဇူးတင်ပါတယ်။